ကျမတော်မူကြပါသော်ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ3ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတက်ကတော့စစ်ဘေးသင့်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုမှုစနေအတွင်းအမြင့်ဆုံးရောက်ရှိလာပြီးမောင်ခု လုံငန်းအမျိုးမျိုးစုဝေးရဗဟုချက်ဖြစ်လာကကမ္ဘာဘိန်းဆိုင်ပြုမှုနံပါတ်1နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ရည်တည်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စစ်ဘေးတင်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံးမှုဆယ်နှစ်တွင်းအမြင့်ဆုံးကိုရောက်ရှိလာကြောင်းကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ကုလသမဂ္ဂရဲ့ဒီကနေ့ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံးမှုဟာဆယ်နှစ်တာကာလအတွင်းစံချိန်တင်အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီးထွက်ရှိလာတဲ့ဘိန်းဖြူဟီရိုအင်းကိုအနောက်နိုင်ငံဈေးကွက်များကိုကူတန်းရောင်းဝယ်နေတဲ့အစိုးပိုင်းလက္ခဏာများတွေ့ရှိနေရကြောင်းသိရှိရပါတယ်။စစ်တမ်းတင်နေတဲ့မြန်မာနိုင်ငံမှာတရားမဝင်တပ်တူတူဖို့ဂျင်းမာတီကြားဖြန့်လိမ့်လည်မှုများအထိ မက်တာအဖက်တမင်းနဲ့ဘိမ့်ဖြူကဲ့သို့သောတရားမဝင်မှုရေးစည်းဝါးများထုတ်လုပ်ခြင်းထိအမျိုးမျိုးသောမောက်ခိုလုပ်ငန်းများစုဝေးရာဗဟုချက်ဖြစ်လာနေကြောင်းမြန်မာနိုင်ငံဟာကမ္ဘာထိပ်တန်းဘိမ့်ဆိုင်ပြုထုတ်လုပ်သူများတွေမှာအချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီး2022ခုနှစ်မှာအာဖဂန်နစ္စတန်မှာတာလီဘန်အစိုးရမှဘိမ့်လုပ်ငန်းကိုနှိမ်နှင်းပြီးနောက်ကမ္ဘာအဆင့်တင်နေရာကိုရယူခဲ့ကြောင်းသိရှိရပါတယ်။2022ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွက်ရန်ပုံငွေထောက်ပံ့ပေးအပ်ရမှာ တရားမဝင်လုပ်ငန်းတွေရအတိကဝင်ငွေရင်းမြစ်များဖြစ်လာကြောင်းကုလသမဂ္ဂမူရစ်စည်းဝါးနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ရဲ့အစီရင်ခံစာအရယခုနှစ်မှာမြန်မာနိုင်ငံမြေပေါ်၌ဘိန်းဆိုင်ပြိုးတဲ့ဧကမှာဟက်တာ9300ကျော်တသိန်း3000ဧကကျော်လွန်ခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာအကြီးဆုံးနေမြေဖြစ်မှတ်တမ်းတင်ခဲ့ကြောင်းသိရှိရပါတယ် UNODC Agency ရဲ့နှစ်စဉ်ထုတ်ပြန်တဲ့မြန်မာဘိန်းဆိုင်ပြိုးမှုစစ်တမ်းမှာအာဖဂန်နစ္စတန်မှာဘိန်းနေနေမှုများပြုလုပ်ပြီးနောက် အရှိတောင်အရှမကူတန်ရောင်းဝယ်တဲ့ဘိမ့်ဖြူမြမဈေးကွက်တင်များကိုရောက်ရှိလာတဲ့လက္ခဏာများပေါ်ထွက်နေကြောင်းသိရှိရပါတယ်။2024ခုနှစ်နဲ့2025ခုနှစ်အစောပိုင်းမှာထိုင်းနိုင်ငံမှဥရောပတမကကိုလေကြောင်းခီးနဲ့တွာလာတဲ့ဂီတဲ့များထမမြန်မာနိုင်ငံမူရင်းဖြစ်တယ်လို့တန်တရာရှိရတယ်။ဘိမ့်ဖြူစုစုပေါင်း60ကီလိုဂရမ်132ပေါင်30ဆရရှိခဲ့ကြောင်းသိရှိရပါတယ်။ယင်းပမာဏဟာတိတာထင်ရှားတဲ့အတိုင်းတာမဟုတ်ပေမဲ့လည်းပြောင်းလဲသွားသောပတ်ဝန်းကျင်က ြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုခြင်းနဲ့ထုတ်လုပ်ခြင်းကိုပုံမအားပေးနိုင်ကြောင်းသုံးသပ်ထားပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းစစ်မဖြစ်ပွားမီကပင်ဘိန်းကိုကျေပြန့်စွာစိုက်ပျိုးခဲ့ကြပြီးစစ်ပွဲကြောင့်မောင်ခိုဈေးကွက်များပုံမအားကောင်းလာကြောင်းဘူအစိုးရအားနည်းလာခြင်းတိုက်ပွဲများကြောင့်စစ်မှုလုပ်ငန်းအခြေခံအဆောက်အအုံများပျက်စီးသွားခြင်းနဲ့စည်ရဲမွေးတေမှုမြင့်တက်လာခြင်းတို့ကြောင့်စိတ်အားငယ်မှုများတိုးလာနေကြောင်းသိရှိရပါတယ်။ UNODC အစည်းအဝေးခန်းစာမှာ မတိမငိမ့်ဖြစ်မှုကလေသမားတွေကိုဘိန်းဆိုင်ပြိုးခြင်းစီတို့တွန်းပို့နေပေမဲ့ပြင်းထန်လာတဲ့ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့်၎င်းတို့ရဲ့စိုက်ခင်းတွေကိုဂယုဆိုင်ရန်ပုံမှုခက်ခဲလာတယ်လို့ဖော်ပြထားပါတယ်။စစ်ပွဲအတွင်းလေသမားများနဲ့လက်နက်ကင်အဖွဲ့များနှစ်ဖက်စလုံးဝင်ငွေရှာနိုင်တဲ့နီလန်းများထဲမှတစ်ခုမှာဘိန်းဆိုင်ပြိုးခြင်းဖြစ်ကြောင်းဘိန်းဆိုင်ခင်းတွေဟာ2024ခုနှစ်မှာစတင်ပြီး16ရာခိုင်နှုန်းတိုးလာခဲ့ပေမဲ့ယခုနှစ်ထွက်ရှိတဲ့အထွက်နှုန်းမှာတန်တထောင်ခန့်ဖြင့်ရေဘူးရအဖြစ်အပြောင်းအလဲမရှိဖြစ်နေကြောင်း UNODC အစီရင်ခံစာကမှတ်ချက်ပြုထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ကြောက်ခက်ကတိုင်ချန်ကြားဖြန့် website American FBI ပေါ်ထုတ်သိမ်းဆည်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပိုင်းကြောက်ခက်ရွာကတိုင်ချန်ငွေလိမ်လုပ်ငန်းဝင်တဲ့သုံးခဲ့တဲ့ website domain တစ်ခုကို American ရဲ့ online ငွေလိမ်လုပ်ငန်းကြောက်ဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force ကထပ်မံပေါ်ထုတ်နိုင်ခဲ့တယ်လို့ American တရားရေးဌာနက ဒီဇင်ဘာလ2ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ online ကနေတဆင့်အဲ့ဒီလှုပ်ဆောင်ချက်ကို American ပြည်ထောင်စုထောက်လှမ်းရေးဘူရို FBI ကဥဆောင်ဖော်ထုတ်ခဲ့တယ်လို့ဖော်ပြပါတယ်။ crypto ငွေကြေးယင်းနှီးမြှုပ်နှံတဲ့ website အယောင်ဆောင်ထားတဲ့ tickmillions.com ဆိုတဲ့ငွေလိမ်လုပ်ငန်း website စာမျက်နှာကိုဖော်ထုတ်ခဲ့တာပါ။ဒီ website ဟာတရားဝင်ယင်းနှီးမြှုပ်နှံမှု platform တစ်ခုလို့အသွင်ယူပြီးလိမ်လည်ခံရသူတွေငွေကြေးထည့်ဝင်လာအောင်လုပ်ထားတာဖြစ်ပါတယ်။ ဒီ website အသုံးပြုသူတွေက FBI ကိုတတိပေးခဲ့ကြတာဖြစ်ပါတယ်။မြွေကြီးအကျိုးအမြတ်မြို့မြို့မြတ်မြတ်ရနိုင်တဲ့ပုံစံနဲ့ website ကယင်းနီမြုံနံသူတွေကိုဆွဲဆောင်ပြီးအတုအယောင်အယောင်အဝယ်တွေလည်းလုတ်ပြထားတာပါ။2025ခုနှစ်နိုဝင်ဘာလအစကမှမှတ်ပုံတင်ထားတဲ့ဒီ website ဟာပြည်ခဲ့တဲ့လအတွင်းလူအများအပြားကိုလိမ့်လည်ထားပြီးဖြစ်တာကို FBI ကတွေ့ရှိခဲ့ရပါတယ်။ဒီ website ဟာအသုံးပြုသူတွေကို Google Play နဲ့ Apple App ကနေတဆင့် ငွေလိမ်မိုဘိုင်း application တွေကို download ရယူဖို့ကိုလည်းညွှန်ထားပါတယ်။ယခုတော့ FBI ရဲ့တရင်ပေးချက်ကြောင့် deep platform တွေကနေ application တွေကိုဖြုတ်ချပြီးဖြစ်ပါတယ်။လူမှုကွန်ရက် Facebook ကိုပိုင်ဆိုင်တဲ့ meter ကလည်းသူ့ရဲ့လူမှုကွန်ရက် platform တွေကနေတိုင်ချမ်းနဲ့ဆက်ဆက်တဲ့ account ပေါင်း2000ကျော်ကိုဖယ်ရှားခဲ့ပါတယ်။2024ခုနှစ်ထဲမှာ FBI က ခရစ်တိုငွေကြေးအလိန်ခံရမှုနဲ့ပတ်သက်တဲ့တိုင်ကြားစာ4000ကိုလက်ခံရရှိခဲ့ပြီးဆုံးရှုံးမှုငွေကြေး American Dollar 9.8တန်းရှိနေပါတယ်။တိုင်ချင်ဝင်းဟာ DKBA နဲ့ Trans Asia တို့ပူးပေါင်းလုပ်ကိုင်နေကြတာလို့ American ပန်တော်ရေးဌာနကဆိုထားပြီးနိုဝင်ဘာလတည်းမှာတန်ခက်ပိတ်ဆို့ထားတဲ့စီးရင်တွေထည့်သွင်းထားတာဖြစ်ပါတယ်။ဒါနဲ့တစ်စက်တည်းမှာပဲဖွဲ့စည်းခဲ့တဲ့အထူးဖွဲ့ဟာဖွဲ့စည်းကြောင်းမကြေညာခင်မှာပဲတိုင်ချင်ဝင်းတွေကငွေလိမ်လုပ်ငန်း website တွေကို online ကနေတဆင့်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ဖော်ထုတ်ဖန်ဆီမှုကတော့အထူးအဖွဲ့ကြီးညာအပြီးသုံးပတ်တာအတွင်းဒုတိယအကြိမ်ရည်ရှိနိုင်တာလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လွိုက်ကော်မြို့နယ်ကုံပောင်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား20သေဆုံးခဲ့ပြီးတနက်22လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်လွိုက်ကော်မြို့နယ်ကုံပောင်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရမှာစစ်သား20သေဆုံးခဲ့ပြီးတနက်22လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်1335တက်ရင်ရှမ်းတောင်မှာတာဝန်ရှိသူတို့အုပ်ကပြောဆိုပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာလွိုက်ကော်မြို့နယ်ကုန်းပေါင်းကြီးရွာကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အချက်ဖတ်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းယင်းတိုက်ခိုက်မှုအတွင်အချက်ဖတ်စစ်တပ်ဘက်မှစစ်သား20သေဆုံးခဲ့ကတနက်22လက်သိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကြောင်းနှစ်ကြောင်းကရွာတွေကိုထိုးလာတာ အဲဒီကမှအတိကစစ်ကြောင်းအင်အား90ပါစစ်ကြောင်းကိုခြေမုံနိုင်ခဲ့တာပါတနက်က22လက်ရတဲ့စစ်ခွေးဘက်ကအသေးပြောက်က20နီးပါးတေဆုံပါတယ်စစ်ခွေးစစ်ကြောင်းကလင်းဖုံကြီးရွာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းပါသူကကိုရီခန်စစ်ပြင်ထားတဲ့ရွာကိုဝင်တိုးတာခြေမုံရင်းနဲ့ဒရုန်းပောင်းပြီးကင်တွယ်နိုင်ခဲ့တာပါလက်ရှိမှာစစ်ခွေးစစ်ကြောင်းကလင်းဖုံရွာထဲမှာပဲရှိပါတယ်လို့အမှတ်1395တရင်ရှမ်းတောင်မှတာဝန်ရှိသူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KAKNDF နဲ့ PDF တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလင်းဖုံရွာထဲမှာပဲရှိနေတည်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ AOR တိုင်းစစ်မျက်နှာတိုက်ပွဲမှာဒဏ်ရာရစေကူတမှုခံယူနေတဲ့စစ်ကော်မရှင်တပ်အရာရှိတအုပ်သေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်အရကတ်တ.အေပူပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ AOR တိုင်းစစ်မျက်နှာပြင်တိုက်ပွဲအတွင်းမှာပြင်ထန်တရာရရှိခဲ့တဲ့စစ်ကော်မရှင်တပ်မှာ အရာရှိတအုပ်ပသိမ်အခြေဆိုင်အနောက်တောင်ပိုင်းစစ်တနာကျုံနေမီမဆော့ရလေးမှာစစ်ကူတမှုခံယူနေစဉ်အတွင်သေဆုံးသွားကြောင်းသတင်းရရှိပါတယ်။သေဆုံးသွားတဲ့စစ်ကော်မရှင်တပ်ကအရာရှိရဲ့ကိုယ်ရည်အချက်လက်နဲ့ယာတို့အဆင့်ကိုတီးခြားအတီးပြုတ်ထားနိုင်ခြင်းမရှိပေမဲ့လည်းယမနေ့ဒီဇင်ဘာလ2ရက်နေ့မှာလုံခြုံရေးအပြည့်နဲ့ရွှေမြင်းတင်မိတဂျိုဆက်မှာနိုင်ငံတော်အလံတလူလူနဲ့မိတဂျိုကေကြောင်းဒေတာရင်းသတင်းရင်းမြစ်တွေကဖော်ပြပါဗါရယ်မဆာယာလေးမှာစိတ်ကူနေတဲ့အကြံဖတ်စစ်တဲ့အရာရှိတအုပ်တေဆုံးလို့ မနေ့ကနေ့လယ်12နာရီချိန်လောက်မှာရွှေမြင်တင်မိတကျူဆက်ကိုဘဝစည်းစာကအကြံဖတ်စစ်တက္ကသုံးစီးလက်နက်အပြည့်စုံစစ်သားမိမနဲ့မိသားစုဝင်ကနာစီအရက်ဝတ်ကအပါဝင်လုံခြုံရေးအပြည့်နဲ့မတာချသွားတယ်လို့၎င်းသတင်းအရင်းမြစ်ကဆိုပါတယ်အရကတ်ဒေတာနဲ့နင်းနမိတ်ချင်းဆက်ဆက်နေတယ်အေယဝရီတိုင်းကလီးမျက်နှာငတိုင်းချောင်းတာပေါင်းရွှေတောင်ရန်စတဲ့မြို့နယ်တွေမှာအေအေဦးဆောင်တဲ့ပူပေါင်းတက်နဲ့စစ်ကော်မရှင်တက်တို့အကြတိုက်ပွဲဖြစ်ပွားမှုတွေလည်းဆက်လက်ရှိနေပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ထိုင်းပတ်ကြတဲ့ကြည်ထိမှန်တဲ့ထိုင်းနိုင်ငံသားတဦးအတွက်စေကူတမှုတဝက်ကုန်ကြခံရမယ်လို့စစ်တပ်ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်မင်းလက်ပံကျေးရွာအနီးတိုက်ပွဲများအတွင်မြန်မာဘက်မှပစ်ခတ်လိုက်တဲ့ကြီးကထိုင်းနိုင်ငံအတွင်းကိုကြားရောက်ပေါက်ခွဲခဲ့ပြီးအသက်68နှစ်ထိုင်းနိုင်ငံသူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိုင်းစစ်တပ်ကတရင်ထုတ်ပြန်ခဲ့တဲ့အပေါ်မြန်မာစစ်တပ်ဘက်မှပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကဘယ်သူကမှတော့တေချာချိန်မပြစ်ပါဘူး။ အခက်မတင်လို့ဖြစ်သွားတဲ့အပေါ်ထိုင်းစစ်တပ်အနေနဲ့ဂုံတိတ်ခါရှိရှိသဘောထားဆက်ကြီးနေလိမ့်မယ်လို့မျှော်လင့်ပါတယ်။မြန်မာဘက်မှတိုက်ပွဲတွေကဆက်ရှိနေအောင်မှာမို့အခုလိုကိစ္စတွေကသူတို့မကြမကြကြုံတွေ့နေရအောင်မှာပါလို့ပြောပါတယ်။ဒီဇင်ဘာလ၁ရက်နေ့ည9:35မိနစ်ချိန်မြန်မာနိုင်ငံစစ်တပ်ဘက်မှပြစ်ခတ်တဲ့ကြီးစံကထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ချမ်းမာရှိတဲ့ကျေးရွာအတွင်းကိုကြောက်ရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးရဲ့ဘေဘက်ခြေတော့ကိုထိမှန်တန်ရန်ရရှိခဲ့ကြောင်း ရင်းနောက်ထိုင်းအာဏာပိုင်တွေကကြည်ထိမှန်တဲ့ဒဏ်ရာရရှိတဲ့ထိုင်းအမျိုးသမီးကြီးကိုတွားရောက်ကြည့်ရှုပြီးမဲဆောက်ဆေးရုံကိုတင်ပို့ခဲ့ကြောင်းသိရှိရပါတယ်။ထိခိုက်သွားတဲ့သူတို့နိုင်ငံသားအထွတ်စေကူတမှုကုန်ကြစရိတ်တဝက်ကိုတက်မတော်ဘက်ကမျှခံပေးဖို့စီစဉ်နေပါတယ်။စိတ်ကြိုက်ဆေးရုံတက်ကူပါကုန်ကြစရိတ်တဝက်ထောက်ပံ့ပေးသွားမှာပါလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်အချမ်းကိုတရားဝင်ကန့်ကွက်စာပေးပို့လိုက်ပြီး ထိုင်းမြန်မာနယ်စပ်တလျှောက်မှာလုံခြုံရေးပုံမတင်းကျပ်ထားတဲ့အပေါ်အရက်စကားနဲ့ပြောရရင်တော့မြန်မာစစ်တပ်ကပိုင်သက်ကြော်မှာမဟုတ်တာလက်ရှိပြည်တွင်းစီးရေးစကားနဲ့ပြောရရင်မြန်မာစစ်တပ်ကလက်ပလာနဲ့ရှီတန်းအပုတ်ခံထားရတဲ့အကြမ်းဖက် PDF တွေလည်းမဟုတ်ဘူးနေဆက်မှာအသင့်ရှိနေတဲ့ဆိုတဲ့ထိုင်းစစ်တပ်ဟာမြန်မာပြည်မှာလမ်းပေးဆိုင်ကယ်ဖမ်းတဲ့လုံခြုံရေးအဖွဲ့တစ်ဖွဲ့တာတာပဲရှိပါတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်ကမြန်မာဘက်မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးများကြားရောက်ပောက်ကွဲပြီးနောက် တောင်ရင်မြစ်ကိုဖျက်ကူးတဲ့နေဆက်ခိတ်တွေအလုံးကိုထိုင်းအာဏာပိုင်တွေကခုနှစ်ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့မှာထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါရခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြက်ဖတ်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြင့်ဆုံးလူမျိုးပြီးတော်လန်နေတဲ့ကိုအချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ